မင်္ဂလာပါဒေါက်တာအောင်သူဘလော့မှပြန်လည်ကြိုဆိုပါရစေမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အခုလက်တလောပေါ့နော်တွေ့ရတာများတဲ့ဗိုက်တာမင် D ချို့တဲ့ လက္ခဏာအကြောင်းလေးတွေကိုပြောပြပေးပါဘောเนาะအဲ့တော့ကျွန်တော်ဒီဗိုက်တာမင် D ဆိုတာဗာလဲပေါ့ကျွန်တော်တို့ခန္ဓာကိုယ်အတွက်ဗာဒီအရေးကြီးတယ်ပေါ့เนาะအဲ့တော့ဗိုက်တာမင် D ကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့အယိုးတည်ဆောက်ဖို့နဲ့အယိုးတွေကိုထိန်းသိမ်းဖို့အတွက်ကျွန်တော်တို့မရှိမဖြစ်ဗိုက်တာမင်ထဲမှာပါတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဗိုက်တာမင် D ရဲ့လုပ်ငန်းဆောင်တာတွေပေါ့เนาะသူကဗာဒီလောက်တာလေး ကျွန်တော်ခန္ဓာကိုယ်မှာဆိုရင်တကယ်တော့ကျွန်တော်တို့ဗိုက်တာမင် D ကကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်ထဲမှာသွေးထဲမှာရှိတဲ့ကယ်စီယမ်နဲ့ဖော့စဖရက်ဓာတ်နဲ့ပေါင်းပြီးတော့သူကအယိုးတွေဖွဲ့စည်းတယ်အယိုးတွေဖြစ်ပေါ်လာမယ်ပြီးရင်ကျွန်တော်တို့အယိုးတွေကိုမပြည့်စည်အောင်ထိမ့်သိမ့်ဖို့အတွက်ကျွန်တော်တို့အရေးကြီးတယ်အဲ့တော့ကျွန်တော်တို့ကဒီဗိုက်တာမင် D ထိုးတဲ့ပြီပေါ့နော် ဗီတာမင် D ထိုးတဲ့ပြီးဆိုရင်ကျွန်တော်တို့ကဒီဥလန်းเจ้าမှာရှိတဲ့ကျွန်တော်တို့ကယ်စီယမ်ဓာတ်နဲ့ကျွန်တော်တို့ phosphorus တွေကိုတွေးတဲ့ကိုကျွန်တော်တို့ကမပိုးနိုင်တော့ဘူးမပိုးနိုင်တော့ကျွန်တော်တို့ကတွေးထဲမှာကျွန်တော်တို့ကယ်စီယမ် level တွေနည်းလာမယ်ဒါကိုကျွန်တော်တို့ဒီ medical condition နဲ့ဆိုရင်တော့ကျွန်တော်တို့က hypocalcemia လို့ခေါ်တာပေါ့နော်တွေးထဲမှာကယ်စီယမ်ဓာတ်တွေနည်းလာမယ်အဲ့ကမှကျွန်တော်တို့က ဘာဖြစ်လာမလဲဆိုတော့ကယ်ဆီယမ်ဓာတ်တွေနည်းလာပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီအယိုးရဲ့ကျွန်တော်တို့ဒီကယ်ဆီယမ်ဓာတ်တွေကိုသူကမထိန်းထားနိုင်တော့ဘူးအယိုးဖွဲ့စည်းတာတွေအားနည်းလာမယ်အယိုးကိုမထိန်းထားနိုင်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကနောက်ဆက်သွဲအနေနဲ့ကဒီလိုမျိုးကြာလာပြီဆိုရင်ကျွန်တော်တို့ဒီကြာဖို့မှာပေါ့ကျွန်တော်လေဘင်းမှာ thyroid gland ဆိုတာရှိတယ်ဒီ thyroid gland ရဲ့အပေါ်လေးမှာကျွန်တော်က hyperthyroid ကို parathyroid gland ဆိုတာထပ်ရှိသေးတယ် အဲ့တော့ကျွန်တော်တို့ဒီ parathyroid gland ရဲ့လုပ်ငန်းဆောင်တာကဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ဒီ calcium ဒီဒီကျွန်တော်တို့ဥလန်းချောင်းမှာရှိတဲ့ calcium နဲ့ phosphate ကိုသူကသွေးထဲကိုစုပ်ယူပေးပြီးတော့ကျွန်တော်တို့ရဲ့ဒီအယိုးတွေကျွန်တော်တို့ဟိုအယိုးတွေတိဆောက်ဖို့အယိုးတွေထိမ့်သိမ့်ဖို့အတွက်သူကသုံးတယ်အဲ့တော့ကျွန်တော်တို့ကဒီကျွန်တော်တို့ဒီ vitamin D နဲတာကြာလာပြီဆိုရင် ျွန်တော်တို့က hyperthyroid gland က parathyroid hormone တွေအရန်ထုတ်ပြီးတော့အလုပ်လုပ်ရတတ်တယ်။အဲ့တော့ကျွန်တော်တို့ကဒီ vitamin D ချိုးတဲ့တာနေပြီးတော့ဘာဖြစ်တာတက်လဲဆိုတော့ hyper parathyroid deficiency ဆိုတာဖြစ်လာတတ်တယ်။အဲ့တော့ parathyroid hormone တွေထွက်တာများပြီးတော့ကျွန်တော်တို့ဒီ parathyroid hormone တွေ parathyroid gland ကြီးသွားတာမျိုးဖြစ်တတ်တယ်။အဲ့တော့ကျွန်တော်တို့က ဒီ parathyroid hormone ကကျွန်တော်တို့ကဒီ calcium ကျွန်တော်တို့သွေးဒီ calcium ကိုကျွန်တော်တို့ကသွေးထဲကိုသူကရောက်အောင်ပို့ပေးရတာပေါ့နော်ဒီဦးဦးလန်းချောင်းကနေ calcium တွေကိုစုပ်ပြီးတော့ကျွန်တော်ဒီသွေးလန်းချောင်းတွေကိုထည့်ပေးရတာအဲ့တော့ကျွန်တော်တို့ကဒီ vitamin D ရဲ့နောက်ဆက်သွဲထဲမှာလဲကျွန်တော်တို့က parathyroid gland ကြီးတာပါပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ vitamin D တွေကိုဘယ်ရရမလဲပေါ့ vitamin D တွေကိုဘယ်ရရမလဲ အလွယ်ကူဆုံးကတော့ကျွန်တော်တို့ကနေရောင်ကြီးနေရောင်ကြီးနေရောင်ကြီးဆိုတာကျွန်တော်တို့ကမနက်ခင်းနေရောင်ကြီးလို့ပြောတယ်ကျွန်တော်တို့၈နိုင်15လောက်ထိပေါ့၈နိုင်မနက်၈နိုင်15လောက်ထိနေရောင်ကြီးကို ထိတွေ့ပေးရင်ကျွန်တော်တို့ဗိုက်တာမင် D ဓာတ်ကောင်းကောင်းရတယ်ဒါကျွန်တော်မနက်နေထွက်အကျန်းမင်းဆို9နာရီဝင်းကျင်ရနေပြီးတော့10နာရီ15အထိဒီနေမှာကျွန်တော်တို့ဗိုက်တာမင် D ဓာတ်တွေကိုရရှိတယ်။အထက်ကြော်သွားရင်တော့ကျွန်တော်တို့က နေအောင်ကြီးမှာပါတယ်ကျွန်တော်တို့ ultraviolet light တွေပေါ့နော် UV ပေါ့ UV တွေပါလာရင်တော့ကျွန်တော်တို့ကဒီအရေပြားလောင်လာတော့ပါတို့ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပထမအနေနဲ့ကျွန်တော်ရနိုင်တဲ့ source ကတော့နေအောင်ကြီးကနေရနိုင်တယ်ဒုတိယကတော့ကျွန်တော်တို့ကအစာအောက်တရားတွေရနိုင်တယ် vitamin D ကျွဲဝတဲ့အစာအစာဆိုရင်တော့ကျွန်တော်တို့ကငါးပေါ့ငါးမှာမှာဆော်မွန်ဆော်မွန်ငါးကကျွန်တော်တို့ဗီတာမင် D အကျွဲဝဆုံးပဲ ဆော်မွန်ရှိမယ်ကျွန်တော်တို့အရွယ်ကူဆုံးဆိုရင်တော့နွားနို့ရှိမယ်ကျွန်တော်ဒိန်ချင်နေရှိမယ်ပြီးတော့ orange juice ကျွန်တော်လိမ္မော်ရည်လိမ္မော်ဖြော်ရည်ရတယ်ကျွန်တော်တို့ကဒီ vitamin D ဓာတ်ဖြည့်ဝရယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ကအားစီးတွေရနေပြီးတော့ vitamin D ဓာတ်ကိုရရှိနိုင်တယ်ပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့က vitamin D ကိုဒါဘယ်ကရမနေပေါ့အဲ့တော့ကျွန်တော်တို့ဒီအခု USA မှာဆိုရင်တော့ ကျွန်တော်ဒီ population ရဲ့35ရာခိုင်နှုန်းကဒီ vitamin D ချိုးတဲ့တဲ့လက္ခဏာကို ခံစားနေကြရတယ်ပေါ့เนาะအဲ့တော့သူက population 35ရာခိုင်နှုန်းဆိုတော့အခုခေတ်မှာဒါအဖြစ်များတဲ့ဒီ vitamin D ချိုးတဲ့တဲ့ယောဂပေါ့တကယ်ကတော့ vitamin D ချိုးတဲ့တဲ့လက္ခဏာကအခုလက်တော်ကျွန်တော်တို့ USA မှာလည်းအဖြစ်များတယ်ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာလည်းလူငယ်တွေကအစားတွေ့ရတယ် လက်တလောပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီလက္ခဏာလေးတွေကဘာတွေရှိလဲပေါ့လက္ခဏာတွေကဘာတွေရှိလဲဆိုတော့အလွယ်ကူဆုံးဆိုရင်တွေ့ရတာတော်တော်များများကကျွန်တော်အခုဒီစေကန်းဒီဘက်မှာလဲလူနာတွေလာရင်ပြောကြတာသူက mood changes ပေါ့နော်စိတ်တက်ရုပ်တရက်အသက်အကျရှိတတ်တယ်တချို့ရုပ်တရက်စိတ်ထိုးကြွားတာ depression ဝင်တာမျိုးအတခါတလေလဲရုပ်တရက်စိတ်အားတက်တာမျိုး တကယ်ပြောရရင်တော့ကျွန်တော်တို့ကဟိုပေါ့စိတ်အသက်ကြမှုမငြိမ်ဘူးပေါ့နော်ဒါကကျွန်တော်တို့အခုတွေ့ရအများဆုံးလက္ခဏာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကကျွန်တော်တို့ဒီကိုလက်ကြိုက်တာမျိုးတွေတချို့ခံစားရတယ်တချို့ကြတော့ကျွန်တော်တို့ကကြောကြောမှနာတာပေါ့နော် back pain လို့ခေါ်တာပေါ့နော်ကြောရိုးနာတယ်တချို့ကြတော့တချို့ကြတော့ကြောဘက်မှာနာတာမျိုးတွေတွေ့ရတယ် muscle pain လို့လည်းခေါ်တာပေါ့နော် ောက်တစ်ခုကကျွန်တော်တို့သပင်ကျွတ်တာသပင်ကျွတ်တာလေဒါကျွန်တော်တို့သူ့ရဲ့လက္ခဏာတွေမှာတွေ့ရတယ်ဒါကဗိုက်တာမင် D မှာတွေ့ရတဲ့ဗိုက်တာမင် D ချိုးတဲ့တဲ့တွေမှာတွေ့ရတဲ့လက္ခဏာပေါ့နော်အဲ့တော့ကျွန်တော်တို့ကနောက်ဆက်သွဲအနေနဲ့ဘာတွေရှိနိုင်လဲနောက်ဆက်သွဲကဒီဗိုက်တာမင် D ချိုးတဲ့တာနေပြီးတော့ကျွန်တော်တို့ကချစ်ချင်းတော့ကျွန်တော်တို့မသိတာဘူးအသက်အရွယ်တခုရလာတဲ့အချိန်မှာ ကျွန်တော်တို့က osteoporosis လို့ခေါ်တယ်အယိုးပွားယောဂဖြစ်နိုင်တယ်နောက်ထပ်တစ်ခုကကျွန်တော်တို့က osteomalacia လို့ခေါ်တယ်အယိုးပွားတဲ့လက္ခဏာတွေတွေ့ရတတ်တယ်လက်ကမှာသူကဘာနဲ့ထပ်ပြီးတော့ချိတ်ဆက်နေလဲဆိုတော့တခြား medical condition ဖြစ်တယ်ကျွန်တော်တို့စီးချိုသွေးချိုနဲ့ချိတ်ဆက်ဆက်နေတယ်ပြီးတော့တချို့ကန်ဆာတွေနဲ့ဆက်ဆက်နေတယ်တချို့ကြတော့ကျွန်တော်တို့ autoimmune disease လို့ခေါ်တယ်ကျွန်တော်တို့ခန္ဓာကိုယ်ခုခံရာစနစ်ပေါ့နော်ယောဂာလေးနဲ့ ဆက်ဆက်နေတယ်။ဒါကတော့ကျွန်တော်တို့ကဒီနောက်ဆက်သွဲဒီဗိုက်တာမင်ဒီချို့တဲ့တာနေပြီးတော့ဒါနောက်ဆက်သွဲလက္ခဏာပေါ့နော်။အဲ့တော့သူ့ရဲ့ causes အကြောင်းအရင်းပေါ့။အကြောင်းကြီးကကျွန်တော်ခုနပြောတဲ့နေအောင်ကြီးတိတ်မရရင်ပေါ့။အခုနောက်ပိုင်းကကျွန်တော်တို့ဒီမှာလူနေထူထပ်လာကြတယ်။တိုက်ခန်းအိမ်တွေများလာတယ်။ ဒီတော့ကျွန်တော်တို့ကနေရောင်ခြည်ဓာတ်ကိုကျွန်တော်တို့အပြည့်အဝမရနိုင်ဘူးပေါ့နော်ဒီကနေလဲကျွန်တော်တို့ကတဲ့အချက်နေနဲ့စဉ်းစားလို့ရတယ်ဖြစ်နိုင်တဲ့အကြောင်းရင်းတွေပေါ့နောက်တစ်ခုကကျွန်တော်တို့ဝင်းပြော့စေးတွေဝင်းပြော့စေးတွေလောင်တန်နှစ်ရှည်တာရှည်သုံးရင်လဲကျွန်တော်တို့ဒီဗိုက်တာမင် D ချို့တဲ့တာဖြစ်နိုင်တယ်နောက်တစ်ခုကကျွန်တော်တို့အခုနောက်ပိုင်း trend ဖြစ်တာကအစီကြစေးကျွန်တော်တို့ခန္ဓာကိုယ်ဝိတ်ကြဖို့အတွက်သုံးတဲ့စေးတွေ ဒါမျိုးတွေမှာလည်းကျွန်တော်တို့ဖြစ်နိုင်တယ်နောက်တစ်ခုကိုလက်စတောကျတဲ့ဆေးတွေအတောက်များရင်လည်းဖြစ်နိုင်တယ်ပြီးတော့ကျွန်တော်တို့ TB TB ကျူပါကူလိုးဆဲလို့ခေါ်တယ် TB ဆေးတွေတောက်တာများရင်လည်းကျွန်တော်တို့ဒီဗိုက်တာမင် D ချိုးတဲ့တာဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကဘလို့စစ်ကြမလဲပေါ့နော်ဘလို့စစ်ကြမလဲဆိုတော့အခုလက်ရှိစစ်တာကတော့ကျွန်တော်တို့ကဗိုက်တာမင် D တိုးတဲ့အစစ်များတယ် ဒါ 25OH လို့ခေါ်တယ်တကယ်ကတော့ကျွန်တော်ဗိုက်တာမင် D တိုးတယ်သူ့ရဲ့ test နာမည်ကတော့ဗိုက်တာမင် D တိုးတယ် 25hydroxy vitamin D လို့လည်းခေါ်တယ်အဲ့တော့ test ကတော့သူက range ကတော့ကျွန်တော်30ကနေ100အသွင်းကဒါ normal ထဲမှာတက်မှတ်တယ်ပေါ့နော် nanogram per milliliter လို့သူတို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ဒီသူ့ရဲ့အဆင့်လေးတွေတက်မှတ်ရင်သူကဒီ test ဆက်လိုက်ပြီဆိုရင်ကျွန်တော်တို့က30အောက်ဆိုရင်ကျွန်တော်တို့က ဗီတာမင် D ချို့တဲ့တယ်လို့သတ်မှတ်တယ်ဒီကျွန်တော်တို့30အောက်ဒီခုန30မရောက်ဘူး30နဲ့30ကြားပေါ့နော်30နဲ့30ကြားဆိုရင်တော့ကျွန်တော်တို့က insufficiency လို့ခေါ်တယ်ဗီတာမင် D ချို့တဲ့အဆင့်တော့မရောက်သေးဘူးဒါပေမဲ့ကျွန်တော်တို့ဒီသွေးထဲမှာ လုံလောက်မှုမရှိဘူးဆိုတာပြနေတာပေါ့နော်အဲ့တော့ခုနကပြောတဲ့တီ30ရာနေကျွန်တော်တို့ဒီတရာအသွင်းကတော့ကျွန်တော်တို့က normal လို့သတ်မှတ်တယ်။ဒါပေမဲ့အထက်ကြော်ရင်လည်းမကောင်းဘူး။ ျွန်တော်ကတရာအထက်ဆိုရင်တော့ကျွန်တော်တို့ကတောက်ဆစ်စတီလို့ခေါ်တယ်ဗီတာမင် D အစိတ်တင်သက်တယ်အဲ့လားလေးကအရေးကြီးတယ်အဲ့တော့တချို့ကဗီတာမင် D အားသေးတွေအရန်တုံးကြတာတွေ့တယ်တချို့ကိုဗစ်မှာကျွန်တော်ကိုဗစ်ဒီကိုဗစ်တွေကျွန်တော်ပြီးတဲ့အချိန်တချို့ကြကိုဗစ်မှာထဲကစပြီးတချို့ဗီတာမင် D အားသေးတွေအရန်တောက်ကြတယ်အရန်တောက်တာများသွားရင်လည်းကျွန်တော်တို့ကဗီတာမင် D လွန်ကဲသွားရင် ိုက်တာမင်ဒီအစိတ်တင်တတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဗိုက်တာမင်ဒီအခုချိုးတဲ့တာကလက်တလောအခုအရင်တော့ကတော့ကျွန်တော်တို့ကလူကြီးတွေပဲဖြစ်ကြတာများတယ်အခုကျွန်တော်တို့ဒီကျွန်တော်မတင်ကားလို့ကောက်ဆက်လိုက်ရင်လည်းလူငယ်တွေမှလည်းအခုဒီဗိုက်တာမင်ဒီချိုးတဲ့တာတွေတော်တော်များများတွေ့နေရတယ်ပေါ့နော်အဲ့လားလေးကကျွန်တော်တို့ကထူးခြားချက်ပဲအဲ့မှာတချို့ကကျွန်တော်တို့က သူမစစ်ပဲနဲ့ဗိုက်တာမင် D တွေကိုယ့်ကိုတောက်တတ်တယ်။အဲ့ဒါတွေကအရေးကြီးတယ်။ကိုယ့်ကိုမတောက်ပါနဲ့ဗိုက်တာမင် D ကိုကျွန်တော်တို့တေချာစစ်ဆေးမယ်။စစ်ဆေးလို့ဗိုက်တာမင် D ကျွန်တော်ကြာတာပဲဖြစ်နေတာပဲဖြစ်များတာပဲဖြစ်ပေါ့နော်။ဒါကိုကျွန်တော်တို့ကသမားတော်နဲ့တေချာပြပြီးတော့ဒီဗိုက်တာမင် D ကိုကျွန်တော်တို့ပြန်ပြီးထိမ့်သိမ်းရမှာပေါ့နော်။ဒါလေးတွေတေချာလုပ်ပြီးရင်အဆင်ပြေတယ်။အဲ့တော့ကျွန်တော်တို့ဒီဘက်သွားအပိုင်းနဲ့ကြတော့ဘလို့ဆက်ဆက်လဲ။ ဒါကျွန်တော်လွန်ခဲ့တဲ့နှစ်ပတ်လောက်ကမှဒါအသက်80ချောကြီးကြီးတယောက်မှကျွန်တော်တွေ့ဘူးတယ်ကြီးကြီးတယောက်မှကျွန်တော်တွေ့ဘူးတယ်တွေ့လိုက်တယ်တွေ့လိုက်တယ်ဆိုတော့အဲ့ကြီးကြီးလာတဲ့လက္ခဏာကကျွန်တော်ကသွားတစ်ချောင်းပဲထူးထူးခြားခြားနဲ့နေရပါတော့ထူးထူးခြားခြားပါတော့သူ့ရဲ့ဟိုနဲ့တဲ့လက္ခဏာထူးခြားတယ်ကျွန်တော်ကအဲ့လာနဲ့ကျွန်တော်ဓမ္မန်ကောက်ရိုက်ကြည့်လိုက်တာပေါ့ဒီသွားကိုဓမ္မန်ကောက်ရိုက်ကြည့်တော့ ူတချောင်းတည်းမဟုတ်ပဲနဲ့သူ့ဘေးရအချောင်းမှာပါသွားနေနေတာကိုတွေ့ရတယ်ကျွန်တော်ဓာတ်မှန်လဲစစ်တယ်စစ်ကျွန်တော်ဒီသွားကိုလဲ test လုပ်လိုက်တဲ့အချိန်မှာအဲ့နှစ်ချောင်းပဲကွက်နေနေတယ်ကြံနေသွားကအကုံအကောင်အဲ့နဲ့ဓာတ်မှန်ရိုက်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့က bone loss လို့ခေါ်တယ်ကျွန်တော်တို့ osteo malacia ပေါ့နော်အယိုးပါသွားတဲ့လက္ခဏာမျိုးတွေ့ရတယ်နောက်တစ်ခုကကျွန်တော်မတင်ကားလို့ သူဒီជីជីကိုကျွန်တော်ဗိုက်တာမင် D កောက်စစ်လိုက်တဲ့အချိန်မှာဗိုက်တာမင် D 30အောက်ရောက်နေတာကိုတွေ့ရတယ်။အဲ့တော့ကျွန်တော်တို့ကဗာမှန်လို့ရသွားပြီလေဆိုတော့ကျွန်တော်တို့ကဒီဗိုက်တာမင် D က30အောက်ဆိုတော့ကျွန်တော်တို့ကဗိုက်တာမင် D ချိုးတဲ့တယ်။နောက်တစ်ခုကချိုးတဲ့တဲ့ပြင်အသက်အရွယ်အရာဆိုရင်ကျွန်တော်တို့ကဒါဘာလို့ခေါ်လဲဆိုတော့အယိုးပွတာနဲ့ဆက်ဆက်နေတယ်။အဲအဲ့မှာကျွန်တော်တို့ အဲ့တော့ကတော့ကျွန်တော်ကုလိုက်ရတာပေါ့နော်ဘယ်လိုလုပ်လိုက်လဲဆိုတော့ကျွန်တော်ဒီသွားကတော့ကျွန်တော်တို့ကကယ်လို့မရတော့ဘူးပေါ့နော်။သူကအယိုးကအဲ့ဒီကျွန်တော်တို့ဒီသွားကထုံးစံကကျွန်တော်တို့ကဒီအယိုးနဲ့ကျွန်တော်တို့ကတွေ့ထားတာ။အယိုးနဲ့အယိုးနဲ့ကျွန်တော်တို့တွေ့ထားတယ်။အယိုးနဲ့ဒီသွားကြမှာကျွန်တော်တို့ကအမြင်လေးနဲ့တွေ့ထားတာ။အဲ့တော့ဒီအယိုးကကြာသွားရင်သွားကနေလာမှာပဲ။တကယ်တော့သူကအဲ့ဒီအယိုးတဖြည်းဖြည်းနဲ့ပွာလာတယ်ပါလာတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီသွားကိုထိန်းထားတဲ့အယိုးမရှိတော့တဲ့သဘောဖြစ်သွားတာပေါ့နော် အဲ့ကနေပြီးတော့ကျွန်တော်တို့ကတော့ဒီမှာနှုတ်ပေးလိုက်ရတယ်အဲ့ဒီသွားနှစ်ချောင်းပေါ့နော်ပြီးမှဗီတာမင် D စစ်တယ်စစ်တော့ကျွန်တော်တို့ဗီတာမင် D ကအရင်နေနေတဲ့အတွက်ကျွန်တော်တို့ကတမားတော်ကိုပြန်ပြီးတော့သူ့လွှဲပေးတယ်တမားတော်နဲ့သေးချာအခုစစ်လိုက်တော့သူကအယိုးပွားတဲ့ယောဂါဖြစ်နေပြီပေါ့ဒါမှန်းလို့ရတယ်ကျွန်တော်တို့ကဗီတာမင် D ချိုးတဲ့လေအသက်ရွယ်ရ90ကျော်ဆိုတော့ဒါအယိုးပွားယောဂါလက္ခဏာတွေမှာဝင်နေပေါ့နော်အဲ့တော့တမားတော်နဲ့သူအခုသေးချာ တေချာပြရတယ်တေချာပြပြီးအခုတေချာဆေးတွေတောင်းနေတော့နောက်ပိုင်းသူအဆင်ပြေသွားရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီသွားဆိုင်တာကြတော့ချက်ချင်းကျွန်တော်တို့ပြန်ဆိုင်ပြီးလို့တော့မရတော့ဘူးကျွန်တော်တို့ဒီ2လနေမှာကျွန်တော်တို့ကဒီအယိုးချိန်နေကြည့်ပြီးတော့သွားပြန်ဆိုင်ဖို့စီစဉ်ပေးရမှာပေါ့နော်အဲ့တော့အခုလက်တလော trend ဖြစ်နေတယ်ကျွန်တော်တို့ vitamin D ဟိုချိုးတဲ့တဲ့လက္ခဏာအကြောင်းလေးကိုတော့အသေးစိတ်သိသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အခု ီဒီယိုလေးကနေပြီးတော့အကျိုးကျေးဇူးတစုံတရာရရှိသွားမယ်လို့ညွှန်နေပါတယ်အကျိုးကျေးဇူးတစုံတရာရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီးပါအောင်ခင်ဗျာမင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါခင်ဗျာ